နိုင်ငံတော်ဝန်ကဒေတာ6ခုမှာငလင်းတန်းအပြင်းထန်ကြုံနေရခြင်း၊ကရင်ပြည်နယ်ဖအံမြို့မှာပြည်နယ်စစ်ကောင်စီအဖွဲ့ကဒဇံပွဲတော်ကျင်းပပြုလုပ်ဖို့အတွက်တဲတောင်ပြင်ဒဇံအပါဝင်ကန်နာလန်းမှာဒဇံမန်တပ်တွေစောက်လုံနေတာကိုဆက်လက်လှုပ်ဆောင်နေရလို့ဒေတာကန်တွေစီကနေသိရပါဗျ။ ဖမ်းအမျိုးမှာလာမဲ့မဟာတကြံပွဲတော်အတွက်ခရင်ပြည်နယ်စစ်ကောင်စီအဖွဲ့ကကန္နာလန်းညစီတန်းအနီးတဲတောင်ပြည်မှာတကြံကိုတလားကြာကျင်းပပြုလုပ်မှာဖြစ်တယ်လို့လမ်းလျှောက်တကြံအပါအဝင်ကန္နာလန်းမှာရေကစားမန်းတပ်တွေနဲ့စတုတီတာကျွေးမွေးတာကိုစီကားစွာထဲသွင်းကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ် ပြည်နယ်စစ်ကောင်စီအဖွဲ့ကတဲတောင်ပြင်ဒဇန်အတွက်ပြီးခဲ့တဲ့မတ်လပိုင်းကစလို့တဲတောင်ပြင်ပေါ်မှာစက်ရန်နေရာတွေနဲ့ပြည်ယူရှင်းလင်းတာတွေလှုံ့ဆောင်နေပြီးအဲ့ဒီတဲတောင်ပြင်ပေါ်မှာအနာယူအပန်းဖြေတဲတွေရေကစားပေါ်ခွင့်တွေဆိုင်ကန်းစတာတွေကိုထည့်သွင်းဆောက်လုပ်ထားပါတယ် ်ဒါအပြင်ကန်နာလန်မှာဗဟိုမန်ဒတ်အပါအဝင်ဌာနဆိုင်ရာမန်ဒတ်တချို့ကိုစတင်ပြုလုပ်နေတာတွေကိုလည်းတွေ့နေရပြီးတကြံပွဲတော်အတွက်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကရက်ကွက်ထဲမှာနေအိမ်တအိမ်ကိုငွေကျပ်9000ကောက်ခံတာတွေလှုပ်ဆောင်နေပြီဖြစ်တယ်လို့ဗန်အန်ဒီသောက်ခံတအူးကဆိုပါတယ် မြန်မာပြည်ရဲ့အထက်ပိုင်းနေပြီးတော့မန္တလေးစကိုင်းစတဲ့နေရာတွေမှာတဘာဝဘေးအန္တရာယ်ကိုဆူဆူဝါးဝါရင်ဆိုင်ကြုံတွေ့နေရပြီးလူပေါင်းထောင်နဲ့ချီတေဆုံးနေရတဲ့အချိန်ကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့ကဒဇန်ပွဲတော်ကိုစစ်စီကားကဆက်လက်ကျင်းပပြုလုပ်သွားမယ်ဆိုတဲ့အပေါ်ဝေဖန်မှုတွေလည်းရှိနေခဲ့ပါတယ်ယခုလိုငလင်ဘေးတံကိုကြုံနေရတဲ့အချိန်မှာတကြံပွဲတော်ကိုမကျင်းပတော့ဘဲငလင်တံတင့်ခံပြည်သူတွေအတွက်ယခုချိန်ကာလမှာငလင်ကယ်ဆယ်ရေးကိုသာလှုပ်ဆောင်တဲ့တော့ကြောင်းဒေသခံတွေကဆိုကြပါဗျ။ ဒါပြင်ဖမ်းပွဲတော်တကြံကာလာတွင်တွားရောက်လေပတ်ကြမဲ့လူငယ်တွေအတွက်စစ်ကောင်စီအဖွဲ့ကစစ်မှုထမ်းဖမ်းဆီးခေါ်ဆောင်သွားမှာကိုလည်းစိုးရိမ်နေကြတာတွေရှိသလိုတချို့ကတော့တကြံပွဲတော်မှာတွားရောက်လေပတ်ကြမှာဖြစ်တယ်လို့ပြောဆိုမှုတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။ မနေ့ကပြုလုပ်ခဲ့တဲ့ဖန်အန်တကြံပွဲတော်မှာတော့ကနားလန်တျှောင်းမှာဌာနဆိုင်ရာမန်တက်တွေသာတည်ရှိနေတာဖြစ်ပြီးလမ်းလျှောက်တကြံနဲ့စတူဒီတာမန်တက်တွေလည်းရှိနေသလိုအရင်တကြံပွဲတော်ကာလတွေလိုစီကားမှုတိတ်မရှိတော့ဘဲလာရောက်ရေကစားလေဘက်သူအထိုင်းလျောက်သာရှိနေတော့တာဖြစ်ပါတယ်။